အခြေအနေကတော့မြင်တဲ့အတိုင်းပါပဲဒါကျွန်တော်ကဟို professional နဲ့ personal နဲ့ဆိုတော့ personal ကတော့ခေါ်ပါတယ် professional အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့ရကမခေါ်မခေါ်ပြင်မှာတော့သူ့ဟာနဲ့သူဖြစ်ပါလေခေတာရဲချပါချောက်တယ်ချောက်ဘေးမှာရှိနေတာသူငိုရမှာဟဲ့ခုနကမှပြောပြပါပြီငွေကြေးကဘလို့ပြောပြပါလဲတော်တော်လေးပြောသေးရကျွန်တော်အတူတူဒီလိုရှင်လာရင်းနဲ့ တောင်မှန်ဟိုတိတာပြားသွားလေစင်မော်လဲတက်ကောဘေးမှာသူသူတောင်မှန်ကိုလည်းမပြားအောင်ဘေးကဒီလိုလဲနေရပြန်ပဲလူရလဲကတ်ကြလေအခုကမကြည့်တော့ထောင်းတော့မထောင်းတော့ကြားချင်သွားပြီ။အင်တာဗျူးမှာငိုပြမှာကြောင့်လို့သူ့ကိုလိုက်ကြည့်ခိုင်းရတယ်။ဘယ်ချိန်မှသူငိုပြီးကျွန်တော်အကြောင်းပြောနေတယ်။ငိုငိုနေတော့လား။အဲ့လည်းပါအဲ့အဲ့လားပါကျွန်တော်ငိုအမြဲငိုနေရမဟုတ်ပါဘူး။ဟောသူသူရင်အမြဲငိုကျွန်တော်ငိုတော့မှာဘာလို့ဆိုတော့အတောင်ပံပြားဟောင်းပြောခိုင်းအောင်မှာဆိုလို့ ကောင်းပါပါအဲခြေနေကတော့မြင်တဲ့အတိုင်းပါပဲဒါကျွန်တော်ကဟိုပရော်ဖက်ရှင်နယ်နဲ့ပတ်စနယ်နဲ့ဆိုတော့ပတ်စနယ်ကတော့ခေါ်ပါတယ်ပရော်ဖက်ရှင်နယ်အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့တွေကမခေါ်မခေါ်မခေါ်ဆိုတာလည်းကျွန်တော်တို့အလုပ်ရဲ့ PR တွေလည်းပါတယ်ပြိုင်ပွဲရဲ့ PR တွေလည်းပါတယ်ဆိုတော့အများကြီးပဲပေါ့အားကြောင်ကတော့ဥစ္စာဖြစ်တာပါပြင်မာတော့သူဟာနဲ့သူဖြစ်ပါလေပါခေတာရှင်ပြန်ရပါတော့ကျွန်တော်တို့ပထမဦးဆုံးစပြီးတော့အခု team challenge first challenge မှာဆိုလို့ရှိရင်ကျွန်တော်က group နဲ့သွားရတာ哦အဲ့တော့ group နဲ့သွားတဲ့အခါမှာဒီ team ၄ယောက်လုံးညီညီမှသာဒီ group ကနောက်တစ်ဆင့်ကိုရောက်มาလေအဲ့တော့ကျွန်တော်ကအဲ့၄ယောက်လုံးကိုညီညီညာလေးဖြစ်စေခြင်းနဲ့ပေးတဲ့ဟာလေးတွေကိုတာဝန်ကျေစေခြင်းတာပေါ့နော်အဲ့အဲ့ဒါလေးစကားများကြတာပါဘာမှတော့မထရီတူမရှိပါဘူးကျွန်တော်ပြောမလဲကျွန်တော်တို့ကဒါ glue light သွားရတာဆိုတော့တရားမကောင်းလို့ရှိရင်ဒီ glue light ကြီးကပြုတ်သွားမှာပဲအဲ့ကြောင့်ကျွန်တော်တို့အကုန်လုံးကကောင်းစေချင်တယ်အဲ့ဖြံမှာ ကိုယ်နဲ့လိုက်မိဟာလေးပေါ့အဲ့လိုမျိုးရွေးကြရင်လည်းစကားများကြတဲ့ပုံစံမျိုးလေးပါဒါမှလည်းကျွန်တော်ပြိုင်တဲ့ချိန်မှာတော့အကောင်းဆုံးတော့ပြန်ခဲ့ကြတာပါပဲဟုတ်ဟုတ်ဒါသူတို့တွေက reality show ကပုံစံထုံးစံအတိုင်းကျွန်တော်ကင်မရာကြီးကနောက်ကတောက်လျှောက်လိုက်နေတာပေါ့နော်လိုက်နေတဲ့အခါမှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတိုင်းကဒီကင်မရာထဲမှာပါသွားတာတချို့ဟာတွေကအရန်ရုပ်ဆိုးတယ်အရန်ရုပ်ဆိုးရဆိုအဲ့ချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီအဲ train train ကိုအဲ့ချိန်မှာတကယ်ကိုကျွန်တော်အဲ့လို ပြီးကျွန်တော်ဒါပြန်ပြပြောတယ်အဲ့လိုပြပြပြီးတော့အဲ့လိုပြောပြောဒီတက်ပြောချင်တာပြောချင်တယ်ဆိုတော့ဒါပေမဲ့အဲ့လိုအဲ့လိုတိတ်ပြီးတော့ထိန်းလိုက်တာရန်ချပါချောက်တူချောက်တူဘေးမှာရှိနေတာတော့ငိုရမှာအဲခုနကတော့ပြောပြပါပြီစင်ကြင်ကဘယ်လိုပြောပြပါလဲတော်တော်လေးပြောသေးရကျွန်တော် အတူတူဒီလိုရှင်လာရင်ねသူ့တောင်မန်ကိုထိတာပြားသွားလေကျွန်တော်မောက်နေတာဒါလည်းဆိုဒီတောင်မန်လေးကတကူးတကားလောက်လာဆိုအဲ့လိုမျိုးလေးပါ तू ကတိုက်ချလိုက်တယ်အမရဲ့ဒီမှာပြားသွားတယ်မပြန်တိုက်တာမဟုတ်ပါဘူးအင်တာဗျူးဖြေဖို့ကျွန်တော်ဒီလိုဝင်လိုက်တာကျွန်တော်တောင်မန်လေးပြားသွားတယ်ကိုကဘာလို့လို့လုံးရမှာမသိဘူး तू เนี่ยရေစက်ပါတယ်ဘယ်မှာပထမဦးဆုံးတော့ Cheras မှာမဲနိုင်တဲ့ချက်မှာလဲ तू နဲ့ไอ้ปยัตนาဖြစ်ရရလဲသူเนี่ยအခုခုနကတော့ไอ้တောင်မန်ကိစ္စသူ့တောင်မန်ပြားလို့ဟုတ်တယ်ပြီးတော့ စင်မော်လဲတက်ကောဘေးမှာသူသူတောက်မော်လဲမပြအောင်ဘေးကဒီလိုလဲနေရပြန်ပဲလူရလဲကတ်ရလဲအခုကမြတ်ကြီးအောင်ထောင်းတော့မထောင်းတော့ကြားချင်တော့ဒီအင်တာဗျူးမှာငိုပြမှာကြောင့်လို့သူ့ကိုလိုက်ကြည့်ခိုင်းရတယ်ဘယ်ချိန်မှသူငိုပြီးကျွန်တော်အကြောင်းပြောနေတယ်လေအခုတတိဒီမှာတော်တော်တတိထားနေတာသူကသူကမှကျွန်တော်စိတ်ဝင်စားရတယ်နဲတောက်ချာလိုက်ကြည့်နေရဆိုတော့ပြောမရအောင်နော်သူစိတ်ထဲမှာဘာရှိလဲဆိုတော့မြင်မရအောင်နော်ကျွန်တော်ရဲ့နောက်ကွယ်မှာကျွန်တော်အကြောင်းနေပြောပြီးငိုနေပါဆိုလို့ကျွန်တော်ငိုတာကိုလက်ခံပါတယ်ငိုတဲ့သူတွေကစိတ် နှလုံးသားနှုညံ့လို့ငိုတာဒါပေမဲ့ငိုတာငိုလို့ရတယ်ဒါပေမဲ့ဟိုဟာကာလန်ဒေတန်ပေါ့သူ့နေရာနဲ့သူတကယ်မရရင်တော့ငိုတာငိုလိုက်ဟိုဘဒူဘဒူကပဲဘာယူပဲပြောနေဂဲနဲ့ပဲပေါက်နေပေါက်နေကိုမျက်ရည်နဲ့ကိုငိုတာလေဒါပေမဲ့အင်းအဲ့လို popular ဖြစ်ချင်လို့ attention ချာချင်လို့ငိုရဲဆိုရင်တော့အဲ့ဒါတော့အာမပေးဘူးဘာလို့လဲဆိုတော့ပေးလဲကိုလည်းပြင်မှန်းတယ်သူများကြီးလည်းကိုပြောတာဆိုတော့ကိုလည်းပြင်မှန်းတယ်ကျွန်တော်ဆိုရင်တော့အဲ့လိုမခံချင်ဘူး ကျွန်တော်လည်းပြောချင်ပါအောင်ပဲကျွန်တော်အမြဲတမ်းငုံနေရဆိုတာကျွန်တော်အမြဲတမ်းငုံနေရလည်းမဟုတ်ဘူး ချွေချိုမှာငိုတယ်ဆိုတာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ခံစားချက်နဲ့ဘလို့ဒီစင်ပေါ်မှာကိုလှုပ်ဆင်းတလားကိုရဲ့ဟိုဘယ်နည်းပြညှော်မှန်းထားတယ်လားမလုံးနိုင်လို့ကျွန်တော်ငိုမိတာပဲရှိတယ်။တခြားအရာကကျွန်တော်ငိုခဲ့လည်းမရှိဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာဒီ interview တွေမှာကျွန်တော်ငိုတယ်ဆိုတာကျွန်တော်ဇက်ရုပ်ကိုကျွန်တော်ဒီတိုင်းတိုင်းအကောင်းဆုံးလေးကျွန်တော်ဟိုလှုပ်ပြခဲ့ငိုခဲ့တာရှိတာကျွန်တော်တခြားအကြောင်းရမှာမှာငိုတယ်ဆိုတာမရှိဘူးတော့ကဒါသူလည်းပြောလို့တိုက်ဆိုင်လို့ပြောတယ်။တချို့ပြိတ္တတွေကကျွန်တော်နင်ကအမြဲတမ်းငိုနေတာအားရှိငိုနေတာဆိုတော့ကျွန်တော်ဘယ်နေရာမှာအမြဲငိုနေရလဲမဟုတ်ဘူးလား။ ကျွန်တော်အမြင်ကုန်နေရလဲမဟုတ်ဘူးကဲနေရမှာဟုတ်ခုတောင်မှပြောရင်ဆိုအဲ့လိုမျိုးကြားလိမ့်တော့နည်းနည်းလေးစိတ်ကမရတော့အဲ့လိုမျိုးပြောနေတာငိုချင်တာမဟုတ်စိတ်တူတယ်မူကြနေအမြင်ငုံနေရဆိုတော့သူကလည်းပြောစရာအမြင်ငုံနေရဆိုလေကျွန်တော်အမြင်ငုံနေရလဲမဟုတ်ပါဘူးမရဲအခုဆိုနေဟုတ်ငုံငုံနေတော့လားအဲ့လိုမျိုးပါအဲ့အဲ့လိုပါပဲကျွန်တော်ငိုအမြင်ငုံနေရမဟုတ်ပါဘူးဟောသူသူရင်အမြင်မငုံကျွန်တော်ငိုတော့မှာဘာလို့ဆိုတော့အတောင်ပံပြားဝမ်းပြောခိုင်အောင်မှာဆိုလို့ ောင်းပါပါတောင်းမယ်အားကြီးလုတ်ပေးရသေးပါလားခေါ်ပါတယ်ခေါ်တယ်မခေါ်တယ်လေခေါ်တယ်လေဝင်ဟာတောင်းကြပါအကြောင်းကတောင်းမထောင်လို့မရတော့ခေါ်ပါပြီတဲ့ဟာကျွန်တော်တို့ဒါခုထိပေါ့နော်ဒီထွက်လာလို့ရှင်လည်းအားပေးပါအောင်ကျွန်တော်အကုန်လုံးအကောင်းဆုံးကြိုးစားထားပါရဲ့လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ show လေးကဒါကျွန်တော်တို့ရင်ခုန်စရာတွေအများကြီးပါမယ် အဲကျွန်တော်ဒါလူငယ်ဖြစ်တဲ့အတွက်ကြောင့်ပြိုင်ပွဲဖြစ်ရရင်တိုက်ခိုက်တွေတော့ပါမှာပဲဒါပေမဲ့တိုင်နေကြိုက်တိုင်မတိုက်တာလည်းပါမှာပဲအဲ့ဒီပုံမှာကျွန်တော်တို့အများကြီးပဲစိတ်ဓာတ်ကိုခိုင်ခိုင်မာမာထားပြီးတော့ဖြတ်တန်းခဲ့တာဆိုတော့ကြည့်ရတာတော့တန်ပါပါအဲ့တော့ပြည်သက်တွေအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါပါတယ်